အောင်မြင်မှုတွေကိုအနိုင်ပိုင်းပြီးတော့ကလောကရွာလေးမှာပဲခြေချနေတိုင်းနေတဲ့အောင်လားအားလုံးမင်္ဂလာပါ The Celebrity New Bay ကနေပြန်လည်ကားကြိုဆိုလိုက်ပါရီအသက်ကြီးနေတဲ့ခါအေးချမ်းတဲ့တောင်ပေါ်မြို့လေးမှာကော်ဖီဆိုင်လေးဖွင့်ပြီးတော့အေးစစ်စစ်နေကြတဲ့စိတ်ကူကတော့အချို့တော်သူတွေမှရှိပါတယ်ဘဝမှာမောချက်စရာတွေတွေ့ပြီးနောက်အေးစစ်စစ်လေးနဲ့နေကြတော့တယ်ဆိုတဲ့သူတွေအတွက်တောင်ပေါ်မြို့လေးကတော့စိတ်ကူးရင်စရာတစ်ခုဖြစ်ပါတယ် အဲ့ဒီစိတ်ကူးကိုတိတ်ချကောင်းတဲ့ဖော်သွားနိုင်သူကတော့အစိုးရအောင်လာဖြစ်ပါရည်လူငယ်ပြိသက်တွေအပိမှုကိုရရှိထားတဲ့စိုးရအောင်လာကအဖမ်းခံခဲ့ရသလိုအိမ်တော်ကြီးပြဿနာများစွာလေးကြုံခဲ့ရသူပါအစိုးရဝိုင်းစုခိုင်တဲ့နယ်လက်ထက်ခဲ့ပေမယ့်အောင်လာတို့ကြားထဲမှာမပြေလည်ခဲ့တာကြောင့်ကွာရှင်ခဲ့ကြပါရည် ဝိုင်းစုကိုင်သိဘက်ကရက်တီသူတွေလည်းရှိသလိုအွန်လိုင်းရဲ့တန်ဖိုင်တွေကလည်းပေါ်ထွက်လာလို့ဝေဖန်ပြောဆိုမှုတွေလည်းခံကြရသူပါအခုတော့ဘဝကိုစီဖြစ်သွားပြီးတော့ဝိုင်းစုခိုင်သိလည်းတိတဲ့ရက်တီတွေပါပြီအွန်လိုင်းလည်းရန်ကုန်မြို့ကြီးမှာမနေတော့ဘဲကလုံးမြို့နယ်တွေကရွာလေးတရွာတွေမှာအခြေချနေထိုင်ပြီးဖြစ်ပါတယ်ကလောကရွာလေးမှာအွန်လာက အိမ်ဆောက်ထားပြီးတော့အဲ့ဒီမှာစတူဒီယိုလေးပါဝင်ပါတယ်။ channel မှာတီးပင်စားပင်တွေကိုစိုက်ပျိုးထားတဲ့အောင်လာက organic စစ်စစ်တွေကိုလက်လက်ဆက်ဆက်စားသုံးနေသလိုအရက်ကိုလည်းဖြတ်လိုက်ပါတယ်။သူ့ရဲ့အောင်မြင်မှုတွေကိုအကောလုံးထားရိုက်ခဲ့ပြီးအောင်လာကတောက်ရလေးမှာပဲနေထိုင်ပါတော့တယ်။နိုင်ငံကျော်ဆိုတော့တရားဖြစ်အောင်မြင်ခဲ့တဲ့အောင်လာကပွဲတော်ဝဲတီဆိုးရုံနဲ့တင်းပေါင်းများစွာရရှိသူဖြစ်ပါတယ်။တချင်းရတာလေးကောင်ဆိုရလေးကောင်တဲ့အောင်လာကသူ့ရဲ့ professional လို့ဖြစ်တဲ့အစိုးပညာနဲ့အတမွေးလို့ရပါပေမယ့်အားလုံးကိုလွှတ်ချထားခဲ့ပြီးကလောမှာပဲနေထိုင်ပါတော့တယ်။တောင်မမျိုးလေးတစ်မျိုးဖြစ်တာကြောင့် လို့နွေရာသီမှာတောင်မှပုတ်ချိန်မများပဲအေးချက်ချက်နေရတာကိုအောင်လကသဘောကျနေပါတယ်။သူ့အိမ်ရဲ့အိမ်မှာစတူဒီယိုလေးပါဝင်ပြီးတော့ မိုးဝင်လာရင်တော့တချင်းရတာတချင်းဆိုတာတွေကိုလုပ်လို့ရှိပါတယ်ကိုပိုင်စတူဒီယိုမှာပဲတန်သွင်းပြီးတော့တချင်းတက်တွေကိုဖန်တီးနေတဲ့အွန်လိုင်းရေးပွားကတော့အရင်အေးချမ်းပါပြီမနေ့ဆိုရင်တဘာဝလာပါရှုခင်းတွေကိုမြင်ရပြီးလက်ဆက်တဲ့လေးကိုရှုရှိုက်ခွင့်ရပါသေးတယ်ကလောကရွာလေးမှာအွန်လိုင်းကဟင်းတွေလေးကိုရင်ချက်စားသလိုကလောတခွင်ကိုလည်းခီးချမ်းထွက်လေးရှိပါသေးတယ်ဝေဖန်မှုတွေများစွာခင်ရပေမဲ့လေအွန်လိုင်းကခုတော့အေးချမ်းတဲ့ဘွားကိုပိုင်ဆိုင်ထားပြီးဖြစ်ပြီးအခြားတယောက်လိုပြောင်းလဲသွားပါတော့တယ် ကလုံးမမိတ်ဆွေတက်တွေလည်းတွေ့လာရပြီးမကြာခင်မှာတော့တရားစခန်းလေးဝင်အောင်မှာဖြစ်ပါတယ်။အောင်လာကအလို့ရှိရင်တော့ရန်ကုန်ကိုပြန်လာပြီးချန်နေချိန်မှာတော့ကလုံးမပဲနေတိုင်းကဘဝကိုပုံပင်နေစွာဖြတ်တန်းနေပါတယ်။ နောက်ပိုင်းမှာတော့အောလာကဂီတာနဲ့ပကြီးပညာအတွေ့ပြပွဲတွေလည်းလှုပ်သွားမှာဖြစ်သလိုတင်းတန်းတွေလည်းဖွင့်သွားမှာပါ။တောကတွေကြားတဲ့ကနေရုံထွက်နိုင်တဲ့အောလာကိုတော့လူအများကအားကြနေပါရီ။အောလာကသူ့ဘဝကအခက်အခဲဆုံးနေ့ရက်တွေကိုလည်းဖြတ်သန်းခဲ့ရပြီးအိမ်တော်ဘက်နဲ့လည်းကွာရှင်းပြီးတဲ့နောက်မှာအေးချမ်းတဲ့နေထိုင်မှုပုံစံကိုပဲရှာဖွေပါတော့တယ်။အောလာကသူ့ကိုဝေဖန်ပြောဆိုတာတွေနဲ့အောင်မြင်မှုတွေကိုအနိုင်ပိုင်းသူဖြစ်ပြီးတော့အေးချမ်းမှုကိုကိုယ်တိုင်ပဲရှာတွေ့သွားတာဖြစ်ပါတယ်။ဒီကဲမှာငွေရှိရင်သင်းတွေကိုလာစင်ထွက်နိုင်တာကြောင့် အစိုးရတွေလည်းပုံများလာတဲ့အချိန်မှာတကယ့်ဂီတပညာရှင်ဖြစ်တဲ့အောင်လာကတော့တောရွာလေးမှာပဲနေထိုင်မှာတော့ရည်။ဒါကြောင့်အောင်လာကိုဝေဖန်ပြောဆိုသူတွေတောင်မှသူ့ရဲ့နေထိုင်မှုဘဝကိုအားကျနေကြပြီးအောင်လာကတော့တာပေါ်မျိုးလေးမှာအဆင်ပြေနေပါပြီ။အေးချင်းတဲ့နေရာမှာတဘာဝလေးကိုပြေဝခန်းစားပြီးကလောမှာပဲနေထိုင်တော့မယ့်အောင်လာကိုပရိသတ်ကြီးရောအားကျနေပြီလားဆိုတာကိုမမမှာပြောခဲ့ပေးပါအောင်ရှင်။ကြီးချွာပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့စိတ်လေးသေးနဲ့တူပြန်လာခဲ့ပါအောင်ရှင်။